ကိုပိုင်ဘုံဆိုင်တကကြီးနေတဲ့အိမ်ကနှားနေတာလားမဟုတ်ပါဘူးဗျာကိုပိုင်အိမ်မှာကိုပိုင်ကဘုံဆိုင်လားကိုပိုင်ပါဗျာတကကြီးရတာကိုပိုင်ပြောနေတာကျွဲ့လဲသူပိုင်တာဆိုပြီးနေနေတာပိုးရတီအိမ်ဆောင်တွေပြည့်စည်တယ်ကလည်းပဲသူတို့အိမ်ဆိုပြီးနေနေကြတာနော်ဒီတော့တကကြီးအိမ်ကတကကြီးတူတဲ့ပိုင်တာမဟုတ်တော့ဘူးအများပိုင်တာဆိုတော့ဘုံဆိုင်လို့ပြောရတာပေါ့မှန်ပါဗျာတကကြီးအိမ်ကကိုပိုင်မဟုတ်တယ်လို့ လေဒီယာရီကျွဲရင်နွားတွေကလည်းပဲကိုယ်ပိုင်မဟုတ်ဘူးပြဘုံဆိုင်ပဲဘုံဆိုင်မို့လို့လေအသိန်းခံရရာအသိန်းခံရနဲ့ခံရတာမဟုတ်လားကိုယ်ပိုင်ဆိုရင်ကိုယ်စီမှာပဲမြဲနေရမှာပေါ့အခုတော့ကိုယ်စဘာကိုယ်ခံရကိုယ်နွားအခုခံရဆိုတော့ကိုယ်ပိုင်မို့လို့သူညက်လေတဲ့ရောက်လာတာရွှေငွေလက်ဝတ်ယရဏာတွေကရောကိုယ်ပိုင်ဟုတ်ရဲ့လားအပေါင်းဆိုင်ရောက်သွားလိုက်ဟိုလူလက်တဲ့ရောက်သွားလိုက်ဒီလူလက်တဲ့ရောက်သွားလိုက်ဆိုတာကိုယ်ပိုင်မဟုတ်လို့နော်ဘုံဆိုင်လို့သိတာ ဝိဒ္ဓမှာရှိတဲ့ပစ္စည်းတွေတည်းဘုံဆိုင်လားဆိုတော့မဟုတ်ဘူးဗျဒီကဏ္ဍကြီးကလည်းကိုယ်ပိုင်မဟုတ်ဘူးဘုံဆိုင်ပဲဒီကဏ္ဍကြီးကိုကိုယ်ပိုင်တယ်ထင်ပြီးတော့ကောင်းပြီဆိုတဲ့အသာတွေကျွေးလိုက်ကြတာဝမ်းတဲ့ရောက်ရောဝမ်းထဲမှာရှိတဲ့ပူတွေကဝိုင်းစားကြတာစားသမျှအစာရဲ့ငါးပုံတစ်ပုံကပူစားလို့ကုန်လာတဲ့နော်ဒီကဏ္ဍကြီးကိုပူတွေကလည်းသူတို့အင်းဆိုပြီးနေနေကြတာဒီတော့ဒီကဏ္ဍကြီးကလည်းကိုယ်ပိုင်မဟုတ်ဘူးဘုံဆိုင်ပဲကိုယ်ပိုင်သာဆိုရင်ဒီယုတ်ကြီးကို ဟဲ့ယုတ်ကြီးနင်းမအိုးနဲ့မနာနဲ့လူတားလူရမှာပေါ့ကိုတော့ကိုမပိုင်တော့မအိုးခြင်းပဲအိုးရတယ်မနာခြင်းပဲနာရတယ်နောက်ဆုံးတော့သိမိလက်တဲ့အလှရတာကိုပိုင်မဟုတ်လို့ပေါ့ငါယူထားတဲ့လင်းငါလင်းငါယူထားတဲ့မရငါမရဆိုပြီးငါပိုင်နေမထင်နဲ့တော်ကြတော့မယငယ်တော့ပါသွားလင်းငယ်တော့လာပါသွားဆိုတာငါပိုင်ပိုင်လို့နော်ငါမပိုင်ငါပိုင်လို့ရှိရင်သူများတော့ပါသွားတဲ့အကြောင်းမရှိဘူး ငါမွေးထားတဲ့အသားငါသားငါမွေးထားတဲ့သမီးငါသမီးဆိုပြီးငါပိုင်နေတော့မထင်နဲ့အရှိန်နဲ့သူများတော့ထက်လျာမှာနော်ဒါကြောင့်လင်းတွေမရတွေသားတွေသမီးတွေလည်းကိုယ်ပိုင်မဟုတ်ဘူးပြို့ဘုံဆိုင်လို့သိထားဒီတော့ကိုယ်ပိုင်တဲ့ပစ္စည်းဘာရှိတယ်ကိုပြုထားတဲ့ကုသူကသာကိုယ်ပိုင်ပစ္စည်းဖြစ်မှာနော်ကုသူကိုဘယ်သူမှမခိုးနိုင်ဘယံသူမျိုးငါးပါးကမှလည်းမဖြစ်စည်းနိုင်ဒါကြောင့် ဘုံဆိုင်ပစ္စည်းကနေကိုယ်ပိုင်ပစ္စည်းဖြစ်အောင်လုပ်ရမှာကိုယ်မှာရှိတဲ့ပစ္စည်းတွေကိုရောင်းချပြီးလှူဒန်းပေးကမ်းမယ်ဖះတီးចောင်းဆောင်မယ်ဆိုရင်ကုသိုလ်မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်ဗျာကုသိုလ်မှကိုယ်ပိုင်ဖြစ်မှာနော်ဥစ္စာပစ္စည်းမရှိလို့ဒါနာကုသိုလ်မပြုတ်နိုင်ဘူးဆိုရင်ဒီခန္ဓာနဲ့ရင့်ပြီးတော့ကုသိုလ်ဖြစ်အောင်လုပ်လို့မရဘူးလားရတာပေါ့ဒီခန္ဓာကုန်းနဲ့ရင့်ပြီးတော့ဝိယဝိဇ္ဇာကုသိုလ်တွေလုပ်လို့ရတယ်သူများဖះတဲ့ចောင်းဆောင်တဲ့နေရာမှာ အလူဒါနပြုတဲ့နေရာမှာလုံအပ်ဒါနအနေနဲ့ပါဝင်ပြီးတော့ကုသိုလ်ယူလို့ရတယ်။ငွေအားနဲ့ကုသိုလ်မပြုနိုင်ရင်ကိုအားနဲ့ရင်းရင်ပြီးကုသိုလ်ယူလို့ရတာပဲ။ဒီကဏ္ဍနဲ့ရင်းရင်ပြီးသီလဆောင်လို့လည်းရတယ်နော်။တမထဘောဂနာဝိပဒနာဘောဂနာပွားလို့ရတယ်။ဒီတော့ဘုံစံပစ္စည်းကနေကိုယ်ပိုင်ပစ္စည်းပြအောင်လုပ်လို့မရဘူးလား။ရပါတယ်ဗျာ။ဒီကဏ္ဍနဲ့ရင်းပြီးတော့လောကီကုသိုလ်ဖြစ်အောင်လုပ်လို့ရတယ်လို့လောကုတ္တရာကုသိုလ်ဖြစ်အောင်လည်းပဲ လို့လို့ကြတယ်နော်ဒီခန္ဓာမှာရှိနေတဲ့တစ္ဆာ၄ပါးတရားကိုသိသွားမယ်ဆိုရင်လောကုတ္တရာကုသိုလ်လည်းဖြစ်နိုင်တာပဲဒါကြောင့်လောကီကုသိုလ်လောကုတ္တရာကုသိုလ်ဆိုတဲ့ကိုယ်ပိုင်ပစ္စည်းဖြစ်အောင်ဘုံဆိုင်ဖြစ်တဲ့ခန္ဓာဒီခန္ဓာကြီးကိုအတုံးချကြတာပါပဲ